င်္ဂလာပါဒီနေ့ကတော့ကျွန်တော်နေပြီးတော့ဝင်တဲ့အရာတစ်ခုကို sharing reaction ပုံစံမျိုးလေးပြန်လုပ်ပြီးမှဖြစ်ပါတယ်ကျွန်တော်လည်းတူတူနေပြီးတော့ရဲ့ဖြစ်စီဆုံးရှုံးမှုညခဲ့တဲ့ဝင်တဲ့အရာကိုကျွန်တော်လည်းတူလိုက်ကြည့်လို့ရအောင်လို့ကျွန်တော်ဒီ video လေး reaction လုပ်ပြရဖြစ်ပါတယ်နောက်ထပ်မြန်မာနိုင်ငံဖြစ်စီဆုံးရှုံးတဲ့နေရာတွေကိုလည်းကျွန်တော်ပြပြီးမှဖြစ်ပါတယ်ဆိုတော့အလုံးမဲ့ကျွန်တော်လည်းတူတူလိုက်ကြည့်လိုက်ကြရအောင်နော်နေပြီးတော့၄ရောက်ပတ်အရာအခြေအနေနေပြီးတော့လည်းတော်တော်ပျက်စီးသွားတယ်နော်ဖြစ်တယ် อ๋อดินาปิวะเนาะดูลงอ่ะหนีไม่ได้หรอกอะกุฏาบาไอ้ห่าลงขอเลยจ้าบาไอ้ห่าเลยแหละอ่าตาแกก็4000จ้ะ4000จ้ะอ๋อดิ4000ค้ามาไม่อยากอยู่เลยหนีไปเหรอเนี่ยไอ้ห่านี่วะเนาะอุ้มมาตุยปุ๊บเนี่ยฮัลโหลโอเคๆฮัลโหลโอเคๆทีละช่องเนาะโอเคโอเคโอเค ဟာဟုတ်တယ်နော်ဟုတ်တစ်ချက်တွေဟုတ်တစ်ချက်တွေနော်သိတော့ဟုတ်တယ်ဟုတ်တစ်ချက်တွေအကုန်လုံးပြကြပါဘယ်ဖောင်ကြောအဲ့ဒီဟုတ်ဟုတ်ပါအပေါ်ကအထက်တွေကတော့လူတွေလဲလူတွေတေပြောက်ရှိတာဟုတ်ဆင်းရဲရ6ယောက်ပေါ့နော်ဟုတ်ဆင်းရဲရ6ယောက်ဟုတ်ကဲ့အော်ဟုတ်ကဲ့ဟုတ်ကဲ့ကြည့်လိုက်ပါတို့တွေ့ပါဆိုတာရီကကိုယ်ကဗီဒီယိုတွေကဝင်နေအရာတွေပုံနေကြောက်စရာကြီးအကုန်လုံးအောက်ထက်တွေအကုန်လုံးပြကြပါ ဒါတော့ဒုက္ခတယ်လေဝန်ထမ်းနေပဲနေမှာပါအောက်ထက်တွေကိုလုံးဝအကုန်လုံးပြူကြပါတယ်အကုန်လုံးအပေါ်ထက်တွေပဲကျန်တယ်ဒါပေမဲ့လူဆက်နေလို့တော့လုံးဝဆက်နေလို့တော့လုံးဝရမှာမဟုတ်တော့အာယော ဝင်တဲ့နေရာတွေကဖတ်မှတ်လိုက်တယ်နော်တော်တော်ကောင်းကောင်းလေးလောက်တာလေးပြောအကြောင်းမလို့လေဝင်တဲ့နေပေါ်တော့ဘာဖြစ်လဲလုံးဝအောက်ထပ်တဲ့အကုန်ဖွင့်ကြည့်ပြုတ်ထွက်ပုံကြီးအခုတွေ့ရတာတော့နေပြည်တော်ကဝင်နေအိမ်ရ လေးတောင်အိညာလို့ပြောတယ်ကျွန်တော်တို့တခါမှမကြဘူးနေပြီးတော့မှနေတဲ့လူတွေတော့သိမှာပေါ့နော်ရဲတော့လည်းနော်ဒါရတော့နော်ဟာပြီးရင်တော့နောက်ထပ်တရားလုံးဝအပြည့်စင်းများပါတယ်အဘဘလို့ပြန်လုံးလဲတော့ပြောတာကလည်းဘာမှတော့မပြောင်းဘူးဖျားပုံလားဟာဟုတ်တယ်ဖျားစင်းလူတို့လေးကိုအပြင်မှာထုတ်တာ တရားစင်းလို့တွေကိုဒီမှာရှိနေတယ်အဆောက်အဦတော်များလေးသုံးတစ်တစ်အဆောက်အဦတော်များအကုန်လုံးအောက်ခြေထိသွားရင်တော့လုံးဝအပေါ်ပိုင်းတွေလူဆက်နေလို့လုံးဝရမှာမဟုတ်ဘူးဆိုတော့ဒီအနေထားကိုကြည့်မယ်ဆိုလို့ရှိရင်ဝန်ထမ်းအရာတော်တော်များများကျဆင်းသွားတယ်ကျန်တဲ့ဒီကောင်မှုတော့ကတော့ဘယ်လိုလုပ်မလဲမပြောတော့ဘူးနော် ဒါကျွန်တော်တို့တစ်ခါမှမရောက်ဘူးတဲ့ကျွန်တော်တို့တစ်ခါမှမတွေ့ဘူးတဲ့နေပြီးတော့ဝန်ထမ်းအိမ်ရောက်နေပြီးတော့လည်းဝန်ထမ်းအိမ်ရောက် အကုန်လုံး transpire လဲဟိုလာအကုန်လုံးလဲကုန်ဘီ transpire ပါလဲကုန်ဆိုတော့ရလည်းပြချင်မရမှာမဟုတ်ဘူးတော်ဆောက်ပြော်မြန်မာပြည်စီပါလေနေပြီးတော့ဝန်ထမ်းအိမ်ရလို့ပြောပါတယ်၄တောင်ပတ်အိမ်ရဆိုတော့အဲ့မှာနေတဲ့ဝန်ထမ်းတွေကဘယ်တွေရောက်ကုန်တော့မသိပါဘူးအတေပြောက်ကတော့သူတို့ကစီးရင်ရ6ဦးလို့ပြောပါတယ်အဲ့ဒါစီးရင်ရလို့ပဲပြောတာပါတော့လည်းတေးချာမသိပါဘူးဗောနော်